အားလုံးမင်္ဂလာပါခင်ဗျာ။ဧပြီလ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေတင်ဆက်ပေးပါမယ်။ဆိုတော့16ရက်နေ့သတင်းမှာတော့နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘန်ကောက်ကိုရောက်ရှိနေပါတယ်။ဘာလို့ရောက်ရှိနေလဲဆိုတော့ဒါအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုပေါ့နော်။မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံမဲ့အပေါ်မှာတော့ဝေဖန်မှုတော့တော်တော်များတယ်။ ပုံမှန်လေးလေးပြောရရင်တော့ NUG တို့သူတို့ဒီလောက်ခံနဲ့သူတို့နောက်ဆွဲဖွဲ့တွေကတော့လုံးဝမတွေ့စေချင်တဲ့သဘောမှရှိတယ်။အဲ့လိုတွေ့တဲ့အတွက်သူတို့အတွက်လုံးဝ rule out သွားတယ်။ဘာကြောင့်လဲဆိုတော့မလေးရှားဆိုတာဒီဇိုင်းမမတ်နဲ့ဒါ NUG ကိုထောက်ခံခဲ့တယ်။နော်မလေးရှားကအချို့သောသူတွေ NUG အဖွဲ့နဲ့တွေ့ခဲ့တယ်ပေါ့နော်။အဲ့အတွက်ဒါပေမဲ့ပေါ်တင်မတွေ့ဘူးပေါ့။တရားဝင်နိုင်ငံတကာတွေ့တာမျိုးမဟုတ်တဲ့အတွက် သူတို့အတွက်တော့အောင့်တာပေါ့တည်ရမလားနိုင်ငံရေးအဖွဲ့အစည်းတစ်ခုကိုလက်ခံတွေးဆောင်နေဆိုတဲ့သဘောပဲအဲ့အတွက်အဲသူတို့ဝိုင်းပြီးကန့်ကွက်ကြတယ်ပေါ့ဘာလို့ဝိုင်းကန့်ကွက်ကြရလဲဆိုတော့ဒီတချို့တော့ဘာမှမသိတဲ့ခေါင်းစဉ်တွေပေးထားတဲ့နာမည်တွေပေးထားတဲ့အဖွဲ့တွေပေါ့နော်အဲ့မှာမလေးရှားဝန်ကြီးချုပ်နဲ့နော်မြန်မာဝန်ကြီးချုပ်တွေ့ဆုံတဲ့တည်င်းပေါ့တွေ့ဆုံမဲ့တည်င်းကိုကြိုတင်ပြီးတော့ကြိုပြီးတော့ဖျက်ဆီးကြတာပေါ့ကြိုပြီးတော့ဟို ီကိစ္စကိုအတေးဖြတ်ကြတာပေါ့နော်။တေးဖြတ်ကြတဲ့ခါကျတော့ဒီဘန်ကောက်မှာတွေ့ဆုံမဲ့ပွဲကအဲမင်္ဂလာမရှိဘူး။တကယ်တော့တစ်ဖက်ဆောင်းနေဖြစ်တယ်။မတွေ့ရအောင်ဆိုပြီးပြောတဲ့သဘောမျိုးတွေရှိတယ်။အဲဒီမှာမှအမြဲတမ်းကို့မိပြောလေးရှိတာက ပြည်သူတွေကိုနေ့စဉ်နဲ့အမြအဲလေချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်။ပြည်သူတွေတက်ဖြတ်နေပါလျက်နဲ့ဘာလို့လက်ခံတွေ့ဆုံတာလဲပေါ့ဒီလိုပြောရတယ်ပေါ့နော်။ကျွန်တော်တို့လည်းအဲ့ဒါဆိုရင်ပြောစရာရှိပါတယ်။ ငလင်ဖြစ်နေတဲ့အချိန်မှာလည်းပြည်သူတွေကိုနော်ချောင်းမြောင်းတတ်ခိုက်တတ်ဖြတ်နေတဲ့ PDF ဖွဲ့တွေရှိတယ်။နော်လေချောင်း ပါလို့တိုက်ခိုက်လဲဆိုတော့လေချောင်းမတိုက်ခိုက်ခင်နော်ဧပြီ၂ရက်နေ့ဒီငင်းချင်းရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ပြစ်ခတ်ရဲစေးရင်းနဲ့ပတ်သက်ပြီးတော့ကြီးညာထားတယ်။အင်အားတိုးချဲ့တာတွေမလုံနဲ့လှုပ်ရှားတာတွေမလုံနဲ့နော်ဒီစခန်းသားတွေလာမကတ်နဲ့ဗော ပြီးလို့ရှိရင်အပြည်သူတွေကိုအတင်းအရမစုဆောင်းတာတွေရွာထဲဝင်ပြီးတော့နှိပ်စက်တာတွေမလုပ်ဘူးအတွက်ဆိုပြီးတော့ဒီထဲမှာပါပြီးသားပါပြီးသားဖြစ်တဲ့အတွက်ကိုအခုလိုမျိုးအဲတက်ကတုတ်ပြန်တာအခုဖြစ်သွားတဲ့နေရာတွေကြီးလိုက်အင်းတော့မှတိုက်တယ်အင်းတော့မှတိုက်ပြီးပြန်လာပြီးအောင်ပွဲလာခံတာတို့အဲ့လိုမျိုးပွဲလာလုတဲ့နေရာမှာတကယ်ထိသွားတာတကယ်တရင်တိကျရပြီးတော့လေအောင်တိုက်ခိုက်သွားတာအဲ့တော့ဘယ်သူက မှားလေဘယ်သူကမှန်လဲဆိုတာမမြင်နိုင်နေပေါ့နော်အဲ့တော့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုလုပ်တယ်ဆိုတဲ့စကားကမှားနေတယ်တကယ်လို့ဆိုရင်ပြည်သူတွေရှိတဲ့နေရာမှာ PDF တွေကပြည်သူတွေကိုကာကွယ်ယူပြီးမနေတဲ့ဘူးဒီလိုမပြောတဲ့ဘူးလားဘာကြောင့်လဲဆိုတော့တော်တော်များများရဲ့ဖြစ်စဉ်ကဒီလိုပဲဖြစ်တယ်လေနော်အမြဲတမ်းရထဲရွာထဲမှာနေတယ်တနတ်မကင်ထားလို့ရှင်ပြည်သူတနတ်ကင်ထားတော့မှတပုံတနတ်ကင်ထားပါလျက်နဲ့ ဘုံချပြီးတိုက်ခိုက်ခံလိုက်ရတယ်ဆိုလို့ရှိရင်တနက်တီတိမ့်ပါးတွေတိမ့်ပြီးတော့ပြည်သူဖြစ်သွားပြန်ဆိုတော့ဒါကပြည်သူကိုတက်ဖြတ်တာမဟုတ်ဘူးလက်နက်ကင် အကြမ်းဖက်သမားကိုတိုက်ခိုက်ရှင်းလင်းတာဖြစ်တယ်နော်အဲ့တော့အစတည်းကပြည်သူတအားချင်းနေကျွန်တော်ပြောနေကြစကားလိုပဲပြည်သူတွေနာမမနေနဲ့နော်ပြည်သူတွေနဲ့ဝေးဝေးနေတတိရှင်ချိန်တိုက်ကြနော်ခြုံခိုတိုက်တယ်ဆိုရင်လည်းပြည်သူတွေသွားနေလာတဲ့လမ်းမှာမတိုက်နဲ့ဒါကဟိုတရေဘိုးကြောင်တယ်နော်ပြည်သူတွေအပေါ်နှိမ့်ဆက်ရကြတယ် ဲ့လောက်မှပြည်သူပေါ်စီနာမထားနိုင်ရင်လည်းလုံမနေနဲ့ပေါ့နော်နောက်တဲ့ရင်ကတော့ဒီလာရှူတဲ့ရင်ပေါ့နော်လာရှူနဲ့ပတ်သက်ပြီးပြောရရင်တော့လာရှူမြို့ထဲကိုဒီစစ်ပရေးရလုံညွေအဖွဲ့ပေါ့နော်စိုက်ဖဝင်ရောက်နေပြီဆိုတဲ့တဲ့ရင်ကြီးထွက်ပေါ်လာတာတွေ့ရတယ်ဒါမဲ့လည်းကျွန်တော်တို့လမ်းပြီးအတီးပြူတဲ့အချိန်မှာတော့အဲ့ဒီလာရှူဘေးမှာရှိတဲ့တန်ရန်မိုင်းရဲ့မှာအခြေပြုထားတဲ့စိုက်ဖတီတော့မဟုတ်ဘူးလို့တော့ပြောတယ် ဒီသတင်းနဲ့ပတ်သက်ပြီးတော့နှစ်နည်းပဲပြောစရာရှိတယ်။တနည်းကအဲစားဖားတွေအဲ့ထဲရောက်တာမဟုတ်သေးဘူး။တော့တချို့ဆိုရင်ဒီဆေးရုံအိုကြီးပါလဲထားတယ်လို့ပြောဆေးရုံအိုကြီးပါရောက်နေပြီဒီမြန်မာအစိုးရဘက်ကဆေးရုံအိုကြီးပါလာရှုမျိုးတွေရောက်နေပြီလို့ပြောတယ်เนาะအဲ့နောက်တစ်တနေ့ကကျတော့ဘယ်ကဒီနေပြည်တော်ကနေပြီးတော့တိုက်ရိုက်စေခိုင်းပြီးတော့ဒါလွတ်တဲ့သူလားပေါ့เนาะအဲခုနနှစ်နေ့ရှိတယ်ပေါ့ပထမတနေ့ကတော့ တဲ့ရန်မိုင်းရန်လူလည်းမဟုတ်ဘူးနေပြီးတော့လည်းမလွတ်ထားသေးဘူးမရောက်သေးဘူးဆိုတဲ့ပုံကောလာဟာလာဆိုတဲ့သဘောပေါ့နော်အဲနောက်ထပ်တနည်းကြတော့နေပြီးတော့လွတ်ထားလာဘယ်နည်းနဲ့ဘယ်လိုလွတ်ထားလဲတော့ဒါမပြောတတ်ဘူးပေါ့နော်ဆိုတော့လာရှိုးကတော့တရားပေါက်ပြန်ဆုတ်သွားရမယ်အနေထားဖြစ်သွားပြီဆုတ်သွားပြီပေါ့နော်တဖြည်းဖြည်းနဲ့စီယုံမောပစ္စည်းတွေယူသွားတယ်သူစီယုံလည်းအခုလောဆယ်ပိတ်ထားတယ်ပြည်သူတွေကုမဲ့တာမနေရမရှိဘူးပေါ့အဓိကအဲ့ဒီစီယုံမောပစ္စည်းတွေကပြည်သူပိုင်းပစ္စည်းတွေဖြစ်တယ်နိုင်ငံတော်ပိုင်းပစ္စည်းတွေဖြစ်တယ် เนาะအဲ့ဒီပစ္စည်းတွေကိုလည်းဒီ MND ဘက်ကအကုန်လုံးတည်ထုတ်နေတာပြောင်းလို့နေပါဖြစ်သွားပြီပေါ့เนาะအာပြောစရာစကားတော့မရှိပါဘူးเนาะဘာဘာအတွက်အခုလိုမျိုးလောက်တာလဲပေါ့เนาะအစိုးရအနေနဲ့လာရှိုးကိုတော်တော်ယူအစအနေပြန်စတရားမနေရပုံစံမျိုးဖြစ်တယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီရက်စမီဒီယာအစဒီဆေးရုံတွေအစဒီအစိုးရရန်တရားထဲမှာရှိတဲ့အစိုးရယုံတွေထဲကပစ္စည်းပစ္စည်းတွေအစအကုန်လုံးကို အဲ MND ကပြန်ခိုးနေတာဖြစ်တဲ့အတွက်အဲအစိုးရကတော့ပြန်ပြီးတော့တေချာလေးပြန်ကူးဆိုင်ပြီးစတင်မှရမယ်ပေါ့နော်နောက်တစ်ခုကတော့ဒီနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌကနှစ်စန်းတရက်နေ့မှာမိခွန်းပြောခဲ့တယ်ပေါ့နော်ဒီမိခွန်းပြောတဲ့အချိန်မှာသူ့အနေနဲ့ဒီငလင်နဲ့ပတ်သက်ပြီးတော့ Binstat CW ကိုမဖြစ်မနေသွားတက်ခဲ့တက်ပြီးတော့အဲသူအကူအညီတောင်းခံခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော် အဲသူလုံနိုင်တယ်များတော့သူပြီးတွင်မှာလဲသူဗီဒီယိုတပုတ်ရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီဗီဒီယိုမက်ဆေ့ကိုသူပြီးသူတစီကိုပေးတယ်နိုင်ငံတကာကိုလည်းသူပေးတယ်အခုညီမများအကုန်လုံးလက်ခံတယ်ဆိုတဲ့အကြောင်းတော့ဒါကဟိုးအရင်တော့ဆိုလို့ရှိရင်အဲစစ်အစိုးရတွေနဲ့ပတ်သက်ပြီးလို့ရှိရင်မီဒီယာတွေအများအားဖြင့်ပြဿနာရှာတတ်တယ်အဲ့ဒါဘာလဲဆိုတော့အဲနိုင်ငံမှာဘေးတစ်ခုဘေးဆိုးရန်စိုးတစ်ခုဖြစ်ပေါ်လာပြီဆိုရင်စစ်အစိုးရတွေကနိုင်ငံတဲကိုအဲအကူအညီကယ်ဆယ်ရေးတွေဝင်ခွင့်မပေးလို့ဆိုတဲ့သဘောမျိုးနဲ့ အမြဲတမ်းပဲအဲ့လိုပြောလို့ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ပြည်သူတွေဆုံးရှုံးမှုများတယ်ပြောဒါပေမဲ့လက်ရှိနာဆကဥက္ကဋ္ဌဒါကိုတော်တော်လေးပပနက်နက်ပဲဝင်ခဲ့ကြိုက်တဲ့လူဝင်ခဲ့မထိုင်ဝမ်တစ်ဖွဲ့ရလွယ်လို့ပေါ့သူနည်းနည်းပြဿနာရှိသွားတာပဲရှိတယ်ကျန်တဲ့ဖွဲ့တွေအကုန်လုံးကိုဝင်ခွင့်ပေးတယ် open open အကုန်လုံးဝင်ကြိုက်တဲ့လောက်ဝင်ကြိုက်တဲ့လောက်ကူညီကြိုက်တဲ့လူအကုန်လုံးလည်းလိုက်တွေ့တယ်နှုတ်ဆက်တယ်ကျေးဇူးတင်တဲ့ကားပြောတယ်ပေါ့နော်အဲ့ဒီအတွက်သူတို့တော်တော်လေးအကျက်ရိုက်သွားခဲ့တယ်ပေါ့နော်ဒီဝါရဖြတ်တဲ့သူတွေလည်းတော်တော်လေးအကျက်ရိုက်သွားခဲ့တယ်ပေါ့ ောက်ပြီးတော့ဒီနာဇာကာဥက္ခရာရဲ့ဒီခီးစဉ်မှာကျွန်တော်ထင်တယ်ဒီခီးစဉ်ကိုအေးကမခရာလုတ်တဲ့သူကတော့အာတက်ဆင်လို့ကျွန်တော်ထင်တယ်ဒီတက်ပို့လဲ၄နိုင်လဲ၄နက်မှာပေါ့နော်ဘာလို့လဲတက်ဆင်ကမလေးရှားဝန်ကြီးချုပ်ရဲ့သူကအကြံပေးအနေနဲ့သူကနေနေတာဟုတ်ဆိုတော့ပို့ပြီး၄နက်တဲ့အကြောင်းအရာတွေတော့ရှိကောင်းရှိမှာပေါ့နော်တက်ဆင်ဆိုတာအစိုးအစိုးပိုင်းနဲ့ကဒီတက်မတော်အစိုးရပိုင်းလူကြီးတွေနဲ့ယင်းဒီကျောင်းဝင်ပြီးသားလူဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ အဲသူရဲ့ကဘာခရာပြုမှုရှိတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်နောက်တဲ့တင်တဲ့ဘုတ်ကမွန်ပြည်နယ်စိုက်ထုတ်မြို့နယ်စိုက်တီယိုဆန်တော်ရှင်စီဒီတော်မြတ်ကိုဖျားဖူးဖို့လာရောက်တဲ့ပြည်သူတွေကို ကမွန်ချောင်းရွာအနီးမှာနော်ကမွန်ချောင်းကြီးရွာကတချောင်းရွာမှာအဲ့ဒီမှာ PDF တွေဝင်ရောက်ဖမ်းဆီးသွားပါတယ်။ဝါဆုံမူးဆိုတဲ့စားသောက်ဆိုင်မှာထမင်းစားနေတဲ့အချိန်မှာ PDF တွေလာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ဧပြီလ15ရက်နေ့မွန်လွဲ2နာရီခန့်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။အဲ့ဒီလာပြီးတော့ဖျားဖူးတဲ့အဖွဲကတော့အဲပဲခူးတိုင်းဒေသကြီးအရှိလက်ညောင်လေးပင်မြို့နေရနေပြီးတော့လာရောက်ဖျားဖူးတဲ့အဖွဲဖြစ်ပါတယ်။သူတို့ကဒီ light ထွက်နှစ်စီးပေါ့နော်ခီးတဲ့ဒီပါတယ် light ထွက်နှစ်စီးနဲ့လာခဲ့တာဖြစ်တယ်။အဲ့ဒီမှာ ရေချိုးတဲ့ဖွဲ့တွေထမင်းစားတဲ့ဖွဲ့တွေအဲ့လိုမျိုးပေါ့နော်သူကလည်းသူလာလေတယ်ဆိုတော့အပန်းဖြေနေတယ်ပေါ့ပန်းဖြေနေတဲ့အချိန်မှာအခုလူမျိုး PDF တွေကဖမ်းဆီးသွားတာဖြစ်တယ်ဖမ်းဆီးသွားတာဘယ်ဘက်ကိုဖမ်းဆီးသွားလဲဆိုတော့ဒီဝင်းကန်ကြီးရွာဘက်ကနေတဆင့်ဘူရိုင်းတာကြီးရွှေချင်းမြို့နယ်ဘက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရတယ်အဲ့ဒီဖမ်းဆီးတဲ့ထဲမှာသူကစုစုပေါင်း48ဦးဖြစ်ပါတယ်အဲ့ဒီ48ဦးထဲမှာ43ဦးကို ဝင်းကန်ကြီးရွာနေပဲခူးတိုင်းရွှေချင်မြို့နယ်ဘက်ကိုဖမ်းဆီးသွားပြီးတော့နောက်ထပ်အမျိုးသား9ဦးကိုကြတော့တတ်တတ်ဒါခွဲထုတ်ပြီးဖမ်းဆီးသွားတယ်လို့သိရပါတယ်ဆိုတော့ဟို PDF ဒီဘက်ကတော့ဒါတုတ်ပြန်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီလူတွေကရဲမိသားစုဝင်နေနောက်ပြီးလို့ရှိရင်ပြူစောတိဆိုပြီးတော့သူကတုတ်ပြန်လာကျွန်တော်အဲ့အတွက်ကျွန်တော်တို့အဲဒီဘက်အတိုင်းဝိုင်းပေါ့နော်သတင်းကြည့်တဲ့သူသတင်းသိတဲ့သူတွေကတော့နည်းနည်းတော့စိုးရင်သွားရပြီ။ဘာကြောင့်လဲဆိုတော့ PDF တွေအဲ့လိုခေါင်းစဉ်တက်လိုက်ပြီဆိုရင်လူကတက်ရတော့မှာ ူတက်တော်မှာတို့နော်တို့လက်လုံတော့မှာနော်ဒီနည်းပဲရှိတော့တယ်ပေါ့တော့ပြည်သူအများအပြားကိုအခုလိုမျိုးဖမ်းဆီးသွားတယ်ဖမ်းဆီးသွားပြီးလို့ရှိရင်အဲဒီလိုခေါင်းစဉ်တက်လိုက်ပြီဆိုတော့ねတို့လူတက်ဖို့များနေပြီပေါ့နော်တခုခုလုံးတော့မယ်ပေါ့ဒါမှမဟုတ်လက်လုံသွားပြီလားပေါ့နော်အဲ့လိုလဲတွေးပါတယ်နော်အခုပြည်သူတွေဖမ်းဆီးသွားအဲ့ဒီပြည်သူတွေမှာဘာလက်နက်မှမရှိဘူးပေါ့နော်ကျွန်တော်ပြောတာကသူသူရဲမိသားစုမကတက်မိသားစုမကလို့ဘာမိသားစုဝင်မဖြစ်နေဖြစ်နေနော်ဖျားဖူးသွားတယ် သွားတာလေလိုက်ထွက်လေးနှစ်စီးနဲ့ဒီသာဆိုလို့ရှိရင်တော့နားလေပေါ့ဘယ်အခြေအနေဘယ်လိုပုံစံလဲဆိုတာเนาะအဲ့တော့ဒါကတော့တိတ်တော့မဟုတ်သေးဘူးပေါ့နော်ဒီပုံစံကတော့အအခါကြီးရဲ့ကြီးမှာအခုလိုမျိုးလောက်တာတော့လွန်နေပေါ့နော်နောက်တစ်ဒီနေ့ဘုတ်ကတော့ငလင်တန်တင့်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေကိုကူညီဖို့ဆိုပြီးတော့ UK အစိုးရကเนาะဒီ British အစိုးရက Starling Pound 25တန်းသူကတိပြုထားတယ်ပေါ့နော် ပြည်သူတွေကလည်းပါဝင်ထည့်ဝင်မှုရှိတယ်ဆိုပြီးတော့ UK ဆိုရကြေညာထားတယ်အဲ့တော့ဟိုဘက်ရက်ကကျွန်တော် Real Madrid နဲ့အဲ Arsenal ဘွားကြည့်တဲ့အချိန်မှာ TNT Sport မှာဘေးမှာစာတန်းထိုးတယ်ပေါ့နော်အဲမြန်မာနိုင်ငံငလျင်ဘေးတင့်ပြည်သူတွေအတွက်ကုညီနိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်တက်မက်ဆီနဲ့ကုညီနိုင်တယ်ဆိုတဲ့အကြောင်းလေစာလေးထိုးတာတွေ့တယ်ပေါ့အဲ့တော့သူတို့ဘယ်လိုနီးနဲ့ကူညီမလဲတော့ကျွန်တော်တို့မပြောတတ်ဘူးဒါပေမဲ့လည်းအဲသူတို့မှာတော့အကျယ်တဝင့်ရုပ်သံမီဒီယာတွေမှာအဲသူတို့ ထိုးပြီးတော့အထိအကူညီတောင်းခံနေတာမြင်ရတယ်ပေါ့နော်အဲ့နောက်တဲ့င်းတဲ့ဘုကတော့ကျွန်တော်တို့ဒီဆန်ကုံသွားတယ်ပေါ့နော်ဆန်ကုံသွားတဲ့ PDF ဖွဲ့တွေကရား PDF ဖွဲ့ပေါ့နော်ကရား PDF ဖွဲ့အကူညီတောင်းခံထားပါတယ်အဲ့ဒါတော့ TikTok post တစ်ခုတက်လာပါတယ်သူတို့ကတော့သူတို့ဆန်အိုးထဲမှာဆန်မရှိတော့ဘူးဆိုတဲ့အကြောင်းပြောပါတယ်အဲ့တော့ဆန်အိတ်တရာပေါ့ဆန်အိတ်တရာ project လေးမှာပါဝင်ပြီးကြဖို့အတွက်ဆိုပြီးတော့အဲသူတို့ကတော့အကူအညီတောင်းခံပါတယ်ဒါပေမဲ့ အောက်မှာပြည်သူတွေကတော့တမျိုးပြောင်းပြီးပြောကြပါတယ်စဘာဆိုင်ကြပါတဲ့သူတို့လည်းပြည်သူတွေလည်းလှူစရာမရှိတော့ဘူးပေါ့နော်အဲ့တော့တချို့ကလည်းအမကြွေးနိုင်ဘူးခွေးကြွေးမယ်လို့ပါတော့ဒီလိုပြောပြတယ်ပေါ့နော်တချို့ကလည်းမင်းတို့ခြေလက်အကောင်းကြီးနဲ့ရှားစားပေါ့တချို့ကကြတော့လည်းအမေပြန်လာမှစားလိုက်ပါဆိုပြီးတော့ comment တွေပေးကြတော့နောက်တချို့ကပြောကြလဲဆိုတော့ပြည်သူတွေကကာကွယ်ခံရမှာစာသူတို့ပြန်လုပ်ပြန်ပြီးတော့လှူနေရတာလေဒါအလုပ်တစ်ခုလို့ဖြစ်နေတယ်ပေါ့နော် တချို့ကဘာပြောလဲဆိုတော့ကုညီလိုက်ကြပါအောင်တဲ့ပြည်သူတွေမကုညီလို့ရှိရင်ဓမြတွေဖြစ်သွားမှာဆိုလို့ပါတဲ့အဲ့တော့ကုညီလိုက်ကြပါအောင်ဆိုတော့တော်တော်လေးဒီပြည်သူတွေကသူတို့နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးဒါတုတ်ပြန်တာတော်တော်ကြီးဆိုးတယ်ဗောနော comment တွေပါတွေမဖတ်ကြဘူးလားတော့မပြောတတ်ဘူးဗောနော်ပြဿနာသူတို့ဆန်ကုန်တာအရင်မကြည့်ဘူးเนาะပြည်သူတွေကိုယ်တိုင်တိလာတာတဖြည်းဖြည်းနဲ့သူတို့မြေလေးနေပြီဗောနော်မြေလေးနေပြီအဲ့တော့ အဲ့ဒီအဖွဲ့ကိုလည်းပြောချင်တာဒီကောင်လေးတွေကလည်းငယ်တော့ငယ်ပါသေးတယ်ညီလေးတို့ဆန်ကုန်နေတာပြဿနာမဟုတ်ပါဘူးညီလေးတို့ကြောင့်เนาะအကိုတို့မြေကလည်းလေးနေပါတယ်အဲ့ဒီအတော့เนาะဆန်ကုန်မြေလေးမဖြစ်ကြပါစေနဲ့ဆန်ကုန်လို့ရှင်လဲเนาะအေးအေးဆေးဆေးပဲဟိုအလင်းဝင်ပြီးတော့အေးအေးဆေးပြန်နေလိုက်ကြပါဆန်ကုန်မြေလေးမဖြစ်ကြပါစေနဲ့ဗောနော်နောက်တစ်ခုကတော့ဒီနေ့ထီးကိုဒါ နိုင်ငံတကာနေပြီးတော့ထောက်ပံ့တဲ့အကူအညီတွေပြည်တွင်းကိုဝင်ရောက်လာနေစေဖြစ်ပါတယ်။ဒါကျွန်တော်တို့မြင်နေရစေဖြစ်ပါတယ်။အထူးသဖြင့်အိန္ဒိယနဲ့တရုတ်ကကျွန်တော်တို့အတွက်ဒါအထူးကိုအထူးကိုကျေးဇူးတင်ရမယ့်နိုင်ငံတွေဖြစ်ပါတယ်။နောက်ပြီးတော့နစ်ဆန်တရန်နေအတွက်ဒါနိုင်ငံတော်ကနေပြီးတော့လူငင်းချမ်းသာတွေပြီးပါတယ်။လူငင်းချမ်းသာပြီးတဲ့အထက်မှာနိုင်ငံကြီးအကျဉ်းသားပါတယ်မပါဘူးဆိုပြီးတော့ငင်းခုန်နေတာလည်းတွေ့ရပါတယ်။နိုင်ငံကြီးအကျဉ်းသားဆိုတာကျွန်တော်နိုင်ငံမှာမရှိပါဘူး။ရာဇဝတ်မှုဖြစ်လို့နော် ထောင်ကြတာပဲရှိပါတယ်အဲ့တော့ဥပမာသူတည်သွားတဲ့ဂျင်မီလာပြီးရင်ဇီယာတော်လာသူတို့ဆိုရင်ဘယ်လိုလုပ်မလဲသူတို့ဆိုရင်ပြည်သူတွေအများကြီးကိုတတ်ခိုင်းထားတာလူတွေအများကြီးတည်သွားခဲ့တယ်လက်နက်ခဲယမ်းတွေပြီးဒီရန်ကုန်မြို့ထဲကိုတည်ယူလာတယ်ဖောက်ခွဲမှုတွေလုပ်တယ်သူတို့ကြောင့်ပြည်သူဒါဆယ်ပေါင်းများစွာတည်တယ်ဒါဆိုလို့ရှိရင်သူတို့ကနိုင်ငံကျင်းသားမဟုတ်တော့ဘူးသူတို့ကအကြမ်းဖက်သမားအကြမ်းဖက်ကောင်းဆောင်တွေဖြစ်သွားပြီအဲ့အတွက်တည်ရန်ပေးတယ်သူတို့နိုင်ငံကျင်းသားမဟုတ်ဘူးเนาะအဲ့လိုမျိုးလူတွေအများကြီးရှိတယ်ပေါ့ လုံးချက်မှုတွေနောက်ခြောက်မြောင်းတိုက်ခိုက်မှုတွေဒီလိုကြောင့်နဲ့ဖန်ဆီးခံထားတဲ့သူတွေကိုနိုင်ငံရေးကျင်းသားကောင်းစင်တက်တယ်ဆိုလို့ရှိရင်တော့အပိုပဲပေါ့နောက်ပြီးလို့ရှိရင်ဒီ905တို့ပါလို့ရှိတယ်အဲအဲ့ဒီမှာမှဒီလုံးချက်တက်ဖြတ်မှုတွေနောက်တယောက်နဲ့တယောက်အကြမ်းဖက်မှုဖြစ်အောင်လှုပ်ဆော်မှုတွေလုတ်ခဲလို့ဖန်ဆီးထားတဲ့သူတွေကိုတော့နိုင်ငံရေးကျင်းသားကောင်းစင်တက်လို့တော့မရဘူးဒီလူတွေကအကြမ်းဖက်အားပေးလို့အခုလိုမျိုးဖန်ဆီးခံထားတာဒါနိုင်ငံရေးကျင်းသားမဟုတ် နော်တခုဖြစ်တိုင်းနိုင်ငံရေးအကျဉ်းသားတွေမလှုပ်ဘူးလားနိုင်ငံရေးအကျဉ်းသားတွေမလှုပ်လားလို့ပြောနေပါတော့နော်အခုတစ်ခေါက်လွတ်တဲ့ထဲမှာမတိမ်မှုဖောက်ထွင်းမှုနော်စသဖြင့်အလိုမျိုးမကြောက်မနာတာမှုတွေအဲ့ဒီမှုတွေမှာအပကျန်တဲ့သူတွေကိုအဲအမှုရဲ့ဘယ်နှပုံဘယ်နှပုံဆိုပြီးရခိုင်နှုန်းအလိုက်ရှော့ချခွင့်ပေးထားတယ်နောက်တချို့ဆိုလို့ရှိရင်လည်းအဲလုံးဝလွတ်ငြိမ်ချမ်းသာခွင့်ပေးထားတာရှိတယ်အဲ့ဒီထဲမှာမှဒီအမှုပညာနယ်ပယ်ရဆိုဒါရိုက်တာစတီးတို့ဘာလို့ပြန်လွတ်လာတာရှိတယ်အဲအချို့လည်းမထင်မရှားတွေလည်းပြန်လွတ်လာကြတာရှိတယ်ပေါ့နော် နောက်တစ်ခုကကျတော့ကျွန်တော်တို့ရွှေရုံဖျားအောင်မြေမှာအမျိုးသမီးတူဦးပေါ့နော်တကြံရကြီးမှာဖဏကြီးစီးပြီးတော့နော်ဘောင်းမီရလည်းအကြက်နဲ့နော်သူလျှောက်သွားနေတယ်အဲအခုချိန်ဒီတော့ကျွန်တော်တို့တည်င်းကြတဲ့လောက်သူကသူများတွေပြောတာကိုဒါကလန်ကဆန်လုတ်ပြီးသူဖဏစီးထားတာမဟုတ်ဘူးဖဏပေါ်ခြေထောက်တင်ထားတာပါယေရှုမှာဆုလုပ်ပါဆိုပြီးပြောတယ်နော်အစိုးရကဘာလို့အဖျားပေါ်တက်သွားလဲပေါ့နော်ဒီအမျိုးသမီးရဲ့ရုပ်တံတွေကလည်း လိုင်းပေါ်မှာတော်တော်လေးပြန့်နှံ့နေဖြစ်ပါတယ်အဲ့အတွက်ဒီဂေါ်ဘကအဖွဲ့တွေအနေနဲ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့တာညှိုးနဲ့နော်တာညှိုးနဲ့စီစစ်အေးအေးယူနိုင်ဖို့ပေါ့နော်ပြည်သူတွေအဲ့လိုလိုလားပါတယ်ဘယ်အယောင်သွေးဘလို့ပဲဖြစ်ဖြစ်နော်ပြည်သူတွေအဲ့လိုလိုလားနေကြပါတယ်အဲ့အတွက်တော့အေးအေးယူပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်နော်ဒီအခုလက်ရှိဒီငလျင်အခက်အခဲဖြစ်တဲ့ချိန်မှာဟိုကျွန်တော်ဆုံးအနေနဲ့ပြောတာပေါ့နော်အဲ့ဒါ ဒုက္ခရောက်သွားတဲ့အဖွဲနှစ်ဖွဲရှိတယ်။တချို့ဖွဲတွေကတာမန်ရဲသားပြည်သူတွေခုနမှခုနေကနေနမှခုနေကနေရတယ်။သူတို့နှိမ့်ချပြောတာမဟုတ် တော့အဲ့လိုနေရတဲ့ပြည်သူအဖွဲတွေလည်းဒုက္ခရောက်တယ်။နောက်ပြီးနိုင်ငံဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေရဲ့အမမအဲ့မှာဒီအစတဲ့အဆောင်နဲ့နေရတဲ့နောက်ပိုင်းကျအဆောင်မရှိတော့အခါကျတော့ရွက်ဖြစ်နေလေးနဲ့နေရတဲ့သူတွေလည်းဒုက္ခရောက်ကြတော့နေစရာအခက်ခဲဖြစ်နေတယ်။အဲ့အတွက်ကုညီပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ။ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ERP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ